အားလုံးပဲမင်္ဂလာပါဒီကိုရင်လေးကိုသိကြပါလိမ့်မယ်ကိုရင်လေးရှင်ဥဒ္ဓမသာရဖြစ်ပါတယ်ကြံခဲ့တဲ့ဘုံမင်းကောင်ထွက်ပွဲတုန်းကကိုရင်လေးဟာဘုံမင်းကောင်ထွက်ပွဲကိုသွားတယ်လို့သိရပါတယ်ကိုရင်လေးဟာ တရားသာဟောနေတာအသိဉာဏ်နုနယ်ပြတဲ့အတွက်ကြောင့်ကြံတဲ့အစိပ်ပိုင်းတွေကိုမသိဘူးဒါကြောင့်ကိုရင်လေးကိုဥစဉ်အပြစ်မပြောလို့ဘူးနော်ပြောကျင်တာကကိုရင်လေးကိုခူတုံးလုပ်ပြီးအကျိုးအမြတ်ရှာတဲ့လူတွေကိုပြောကျင်တာပါ သူတို့ကဘာပြောထားတယ်လဲဆိုတာကိုဥစဉ်ဖတ်ပြမယ်နော်အဘထွက်ပွဲကိုကိုတိုင်သွားရောက်ပြီးဖူးမြော်ခဲ့တဲ့ကိုရင်လေးရှင်ဥဒ္ဓမသာရတာရုခေါ်ပေးကြပါအောင်တဲ့ကဲကြားကြတဲ့အတိုင်းပဲနော်ကိုရင်ရဲ့သီလသိက္ခာဟာ၄၀ပါ၃၀ပါသိက္ခာ၈၅ပါသုတကခန္တကဝတ်၁၄ပါအလုံးပေါင်းသီလသိက္ခာပုတ်တရားနဲ့၉ပါရှိတယ်လူရဲ့သီလကအနည်းဆုံး၅ပါသီလအများဆုံးတစ်ခါတည်းရန်ရှိ၈ပါသီလပဲနော် ူရဲ့သီလနဲ့ကိုရင်ရဲ့သီလပိတ်ခါဖို့ရှင်လိုက်တဲ့အခါမှာမှန်တိုင်းရှင်သာလောက်အောင်ကိုရင်ကများတယ်အဲ့ဒီလိုသီလပိတ်ခါနေရာမှာကိုရင်ကအများဆုံးဖြစ်တဲ့အတွက်ကြောင့်ကိုရင်ကပဲလူကိုဖူးမြော်ရမှာလားလူကပဲကိုရင်ကိုဖူးမြော်ရမှာလားစဉ်းစားကြည့်ကြပါနော်နောက်ပြီးကိုရင်ရဲ့အသက်ဟာတရဏဂုံပဲကိုရင်ဟာတရဏဂုံပြတ်ပြီဆိုရင်လူဖြစ်သွားပြီနော် ကိုရင်ဟာဖရာတရားတန်ကယရနာ၃ပါးမှလွဲ၍ကြံတာတွေကိုကိုယ်ကိုယ်စိတ်ကပ်မယ်ဆိုရင်တရဏဂုံပြတ်ချင်းတရဏဂုံနှွမ်းနှံခြင်းဖြစ်တတ်တယ်။ဒါကြောင့်ပြောချင်တာကမိမိရဲ့အကျိုးအမြတ်တစ်ခုတည်းကိုပဲမကြည့်ပါနဲ့။သာသနာတော်ဘက်မှလည်းပဲဘာတွေထိခိုက်သွားနိုင်ကြလဲဆိုတာကိုကြည့်ပါနော်။အဲ့ဒါလေးကိုတော့ဦးဇင်းပြောချင်ပါတယ်နော်။အရှင်ဖရာတပည့်တော်သည်ဖရာရဲ့သာသနာကိုအလွန်တန်ဖိုးထားပါသည်တဲ့။သာဓုသာဓုသာဓုပါနော်။ အရှင်ဖရာသည်မွေလူတင်ကြောင်းပြောထားသည်တဲ့အဲ့ဒါကဥသိင်းရဲ့အာဘော်နဲ့ပြောတာမဟုတ်ဘူးเนาะတခါတုန်းကစကိုင်းမှာစာပြန်ပွဲတစ်ခုကျင်းပတဲ့အတွက်အနေနဲ့အရရက်ကတန်ခါတွေဟာစာပြေလာကြပါတယ်စာပြန်ပွဲကိုကြီးကြပ်တဲ့ဆရာတော်ကယဟန်တွေငွေကိုင်းရင်အာဘတ်တင်တဲ့အတွက်ငွေမလူနဲ့ဆိုပြီးတက္ကရာကမတွေကိုတားမြစ်ထားပါတယ်စာပြန်ပွဲပြီးတဲ့အခါမှာတက္ကရာကမတွေကလမ်းစရိတ်မလူတဲ့အတွက်ကြောင့်စာပြေလာတဲ့တန်ခါတွေဟာ ကားကယထာကမရှိတဲ့အတွက်ပြန်လို့မရပါဘူးအဲ့ဒီမှာရပောင်းများစွာတောင်းတနေပါတယ်အဲ့ဒါကိုမင်းကွန်းဆရာတော်ကြီးတည်တော်မူတဲ့အခါမှာသူတို့ကိုခေါ်ယူပြီးတော့အေးယဟန်တွေငွေကိုင်းရင်အဘက်တင်တာမှန်တယ်သို့တော့ရလာတဲ့ကောင်းကျိုးနဲ့ဆိုးကျိုးကိုရှင်းကြည့်ရမယ်ကောင်းကျိုးကများနေတယ်ဆိုရင်လူသင်းကတွေ့ရမယ်အဘက်တင်မှာကိုဆိုပြီးမလူပဲနေလိုက်မယ်ဆိုရင်ယဟန်တွေတွားရည်လာရည်ခက်ခဲပြီးတော့ပရိယတိသာသနာအတွက်ခက်ခဲဖြစ်နိုင်တယ်ဒါကြောင့်သူသင်းကတွေ့ရမယ်ဆိုပြီးတော့ဆုံးမတော်မူတယ် အဲ့ဒါကိုကြည့်ပြီးတော့ဦးစင်းကပြောတာဦးစင်းရဲ့အဖော်မဟုတ်ဘူးเนาะဖះကခွင့်ပြုမပြုဖုန်ကြီးများဝေကင်တဲ့မတဲ့တဲ့လုံးဝခွင့်မပြုပါဘူးခွင့်မပြုတာကိုဦးစင်းတို့ကခွင့်ပြုတယ်လို့လည်းပြောလို့မရဘူးဝေကင်မယ်ဆိုရင်ကင်တဲ့ယဟန်ဟာနေတတိပါစိတ်အာဘတ်တင့်တယ်ဒါကြောင့်ကင်လို့မရဘူးเนาะသို့တော့ဖះကကပိယနဲ့အဆက်အောင်တော့စီမံခွင့်ရှိတယ်လို့ခွင့်ပြုခဲ့တယ်ဒါကြောင့်ကပိယနဲ့ဆိုရင်တော့ရတယ်ဦးစင်းတို့လည်းပဲကပိယနဲ့သုံးတယ်เนาะ လူအများအပြည့်မဖြစ်ဖို့ရာအမှန်တိုင်းဖြစ်ကြပါဖရားတဲ့လူတွေကဘာအပြည့်ဖြစ်เสียအကြောင်းရှိလို့တော့လှူတဲ့လူကစေတနာကောင်းတယ်ဆိုတာလေအာဘက်သိမ့်ပါသည်ဆိုတဲ့စိတ်နဲ့လှူတာမဟုတ်ဘူးနော်ဒါကြောင့်လူမှာဘာမှအပြည့်ဖြစ်เสียအကြောင်းမရှိဘူးအကယ်၍လှူလို့အပြည့်ဖြစ်မယ်ဆိုရင်ဟောလူကောင်းတဲ့အလှူဆယ်မျိုးထဲမှာပါမှာပေါ့နော်ဒါကြောင့်လှူတဲ့လူမှာတော့ဘာမှအပြည့်ဖြစ်เสียအကြောင်းမရှိဘူးမဟာဝိဟာရအလဲကူးစရာတော်သည်ဖုံးကြီးတွေကိုငွေမလှူတဲ့အကြောင်းရေရေကြီးပြောထားပါတယ်တဲ့ ဒါကြတော့ကနာမည်တက်ပြောတာဥသင်ကနာမည်တက်မပြောချင်ပါဘူးเนาะဥသင်ကတော့ပုဂ္ဂိုလ်ကိုရည်ရည်ပြီးပြောတဲ့အလေးထားကိုမကြိုက်ဘူးဒါကြောင့်ပုဂ္ဂိုလ်ကိုရည်ရည်ပြီးမပြောဘူးเนาะတချို့လေဝေမကင်ဘူးဆိုတဲ့ဆရာတော်တွေကိုယ်တိုင်ကဘာအောက်ဒီဝေအောက်ဒီနဲ့ကင်ကြတာရှိတယ်เนาะဝေသားမကင်တာလေအောက်ဒီနဲ့ကင်နေပြီဆိုမှတော့ဘာထူးလို့တော့เนาะအဲ့ဒါလေးတော့သိဖို့လိုပါတယ်ဒါကြောင့်ဥသင်အနေနဲ့ပြောရမယ်ဆိုရင်တော့ဝေကိုမကင်တင်ဘူးသို့တော့ ကဗီယာနဲ့အဆက်အောင်ကိုင်မယ်ဆိုရင်တော့ကိုင်လို့ရတယ်နော်ဒါဖျားခွင့်ပြုတဲ့အတိုင်းပြောတာနော်နားလဲပါစီငရုတ်သီးဆက်တာတူနေပေမဲ့ရေရှိတဲ့သူကအဆက်သက်တာပါတယ်ရှင်ယောဟန်အခန်းကြီး၄အခန်းငယ်၃၀တဲ့ဒီမန့်ကမကောင်းမှုတွေကိုကျူးလွန်ပြီးတော့တခြားဘာသာတို့ကူပြောင်းသွားမယ်ဆိုရင်အဲ့ဒီမကောင်းကျိုးတွေကိုခံစားရပါသေးသလားလို့မေးထားတဲ့မိကွန်းကိုငရုတ်သီးနဲ့ဥပမာပေးပြီးတော့ဥသိမ်းဖြေထားတဲ့ပိုထဲမှာလာမှန်ထားတာပါနော် ရေရှိတဲ့သူကအဆက်တတတယ်ဆိုပေမဲ့ရေရှိနိုင်လောက်တဲ့အကြောင်းတရားကိုလောက်ထားမှရေကရှိမှလေခရိယံဘာသာကအကြောင်းတရားကိုလက်ခံလို့လားအကြောင်းတရားဝါဒကိုလက်ခံတာကဗုဒ္ဓဘာသာကပဲလက်ခံတာနော်ခရိယံဘာသာမှာကဖန်ဆင်းတဲ့ဝါဒကိုပဲလက်ခံတာ အကြောင်းအကျိုးဝါဒကိုလက်မခံဘူးဒါကြောင့်ကိုယ့်ဘာသာကဘယ်ဝါဒကိုလက်ခံတယ်ဆိုတာကိုအရင်ဆုံးသိအောင်တွားပြီးတော့လေ့လာလိုက်ပါဦးပြီးမှ ဦးသိန်းကိုလာပြီးတော့ပြောပါနော်အရှင်ဖေယသူများပတ်စံချေငါပြီးပြန်မဆက်တဲ့သူတွေက အပြစ်ဖြစ်ပါသလား VC လေးနဲ့ဖြေးချပေးပါဖေယတဲ့ကြည့်ရတာအကျွေးချေတာပြီးပြန်မရလို့ဖြစ်မယ်နော်သူများကျွေးကိုယူထားပြီးတော့ပြန်မဆက်ဘူးဆိုရင် အပြစ်ဖြစ်တာပေါ့ခုတ်တကနိကေတုတ်တနိပတ်ပါဠိတော်ဥရကဝတ်ဝတလားတုတ်မှာမြတ်စွာဘုရားက သူတစ်ပါးစီကအကျွေးကို ယူထားပြီးကျွေးရှင်က ပြန်တောင်းတဲ့အခါမှာကျွေးကိုပြန်မဆက်ဘူးဆိုရင်အဲ့ဒီသူဟာ သူ့ရုပ်မှဖြစ်တယ်လို့ဟောကြားထားပါတယ်။ဒါကြောင့်သူတစ်ပါးကျွေးကို ယူထားပြီးဆိုရင် ပြန်ဆက်ပါ ပြန်မဆက်ဘူးဆိုရင် သူ့ရုပ်မှစရင်ဝင်နေတဲ့အတွက်အပြစ်ရှိတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖယား၅ပါးတီလာတွင်ဘယ်အရာကအပြစ်ပိုကြီးပါသလဲ။ဘာကြောင့်ပါလဲ။မေတ္တာရှိထားဖြေချပေးတော်မူပါဖယားတဲ့။ အံပါလက်ထိကယာဟုလောဝါဒတုံမှာမြတ်စွာဘုရားကချက်သားယာဟုလားမူသားစကားဆိုရင် ရေစရာတောင်မပြောပါနဲ့မူသားစကားပြောတဲ့သူတွေဟာ သူတို့မပြူရဲတဲ့အကုသူဟု၍မရှိချေမှောက်ထားသောခွက်၌ရေတစက်မှမကြံတကဲ့သို့မူသားစကားပြောတဲ့သူရဲ့တန်တံမှာလည်းပဲကောင်းမြတ်တဲ့အရေးအချင်းဟု၍မရှိချေလို့ဟောကြားတော်မူပါတယ် မြတ်စွာဘုရားဤဒေသနာတော်ကိုထောက်ဆ၍ဖြေရမယ်ဆိုရင် မုသာဝါဒအပြစ်သည်အကြီးမားဆုံးထင်ရှားနေပါသဖြင့်ငါးပါးသီလထဲမှာမုသာဝါဒအပြစ်ကသာအကြီးဆုံးဖြစ်ပါတယ်အရှင်ဘုရားဘုန်းကြီးကအရက်တောက်လို့ရပါသလားအရှင်ဘုရားလူတွေတောင်မှငါးပါးတီလာထဲမှာအရင်မတောက်ဖို့တားမြစ်ထားတာဘုန်းကြီးကဘလို့လို့တောက်လို့ရမှာလဲ နော်ယေຊွာဖရာလက်ထက်တော်အခါတုန်းကအရှင်သာဂရဆိုတဲ့မထေရတစ်ပါးရှိပါတယ်အဲ့ဒီအရှင်သာဂရဆိုတဲ့မထေရကသိုးသွန်းနေတဲ့ငကားတကောင်ကိုဆုံးမပေးလိုက်တဲ့အတွက်ရွာသူရွာသားတွေကလေးစားကြည်ညိုပြီးအရှင်သာဂရကိုအယက်နဲ့ပူဇော်ပါတယ်အရှင်သာဂရလည်းပဲရွာသူရွာသားတွေတတ်တဲ့အယက်ကိုတောက်ပြီးလမ်းမှာမူလဲပါတယ် အဲ့ဒီအကြောင်းအရာကိုဖះရှင်သိတော်မူတဲ့အခါမှာယဟန်တွေအယက်မတော့ရအယက်တော့ရင် ပါစိတ်အာဘတ်တင့်စေဆိုပြီးသူရာပါဏတိခါဖို့ကိုထုတ်ပြန်ပါတယ်ဒါကြောင့်ဘုန်းကြီးတွေအယက်မတော့ကောင်းပါဘူးဘုန်းကြီးတွေအယက်တော့မယ်ဆိုရင်သူရာပါဏတိခါဖို့အရာပါစိတ်အာဘတ်တင့်တယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်အရှင်ဖះကုသိုလ်ပြုပြီးတိုင်းလောကီ ချမ်းသာရော နိဗ္ဗာန်ချမ်းသာရော အတူတူတောင်းစုပြုလို့ရပါသလားဖရာတဲ့ဝိဝတ္တဒါနကုသိုလ်နဲ့ဝိမု ക്തി ဒါနကုသိုလ်ရယ်ဆိုပြီးနှမျိုးရှိပါတယ်ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာဤကောင်းမှုကြောင့်လူစည်းစိမ်နတ်စည်းစိမ်ကိုရရပါလို့ဤလို့ဆုတောင်းပြီးပြုသော ကုသိုလ်ကောင်းမှုသည်ဝိဝတ္တဒါနကုသိုလ်ဖြစ်ပါတယ်ဤကောင်းမှုကြောင့်မတ်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို့ဤလို့ဆုတောင်းပြီးပြုသော ကုသိုလ်ကောင်းမှုသည်ဝိမု ക്തി ဒါနကုသိုလ်ဖြစ်ပါတယ် ဝိဝတဒါနကုသိုလ်သည်တန္တရာကိုရှည်စေပြီးဝိမု ക്തി ဒါနကုသိုလ်သည်တန္တရာကိုတိုးစေပါれ။ဒါကြောင့်ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာဝိဝတဒါနကုသိုလ်ကိုပြုပြီးလောကီစုတွေကိုမတောင်းပဲဝိမု ക്തി ဒါနကုသိုလ်ကိုပြုပြီးလောကုတ္တရာစုကိုသာ တောင်းတင်ပါれ။အဲ့ဒီလိုဝိမု ക്തി ဒါနကုသိုလ်ကိုပြုပြီးလောကုတ္တရာစုကို တောင်းမယ်ဆိုရင်လောကီစုတွေဒီလဲပဲမတောင်းပဲနဲ့ကြွေးကူရေပါသလို့ နိဗ္ဗာန်ရောက်တည်တိုင်အောင်အကျိုးလိုက်ပေးမှာဖြစ်ပါတယ်